ဟယ်လိုအားလုံးပဲမင်္ဂလာပါ Your Choice Education Center နဲ့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ရဲ့ sharing လေးကတော့ grade 9ရဲ့ unit 4 grammar ကို sharing လုပ်ပေးပါမယ် grammar လေးကတော့ questions in the past simple ဖြစ်ပါတယ် okay let's get started question in the past simple are used to ask for information about past actions. Any question in the past ayari midhara မှာကျတော့အတိတ်ကာလမှာကိုလှုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှမေးထားတာဖြစ်တယ်။ In these questions the wh words what when where which who whom whose why and how can be used အဲ့ဒီမှာဆိုလို့ရှိရင်အဲကိုပတ်သက်တဲ့အတရင်အချက်လက်တွေကိုမေးချင်တဲ့အခါမှာ wh question နေဖြစ်တဲ့ what to when တို့နဲ့အစားတဲ့ဟာတွေနဲ့သုံးနိုင်တယ်မေးနိုင်တယ် okay so let's get started question in the past symbol ကိုအသေးစိတ်တင်ပြထားတဲ့ဗီဒီယိုရှိတယ်ဒီနေ့ကတော့အဲအဲ့ထဲမှာပါတဲ့ number 3 question ဖြစ်တဲ့ make questions to which the underlying words are answer the first one is done for you ဆိုတော့ဒီ number 3ကို sharing လုပ်ပေးပါမယ်အိမ်မှာမြင်သားထားတဲ့စကလုံးတွေအဖြေတွေဖြစ်တယ်။အဲ့ဒီအဖြေတွေကိုမေးခွန်းပြန်လုပ်ကြည့်မယ်။အဲ့ဆိုကြည့်အောင် number 1ကပါလဲဆိုတော့ when did she get up? သူဘယ်အချိန်ထတာလဲ။အဲ့ဆိုတော့သူထတဲ့အချိန်ကိုသူရေးပြထားတယ်။ She got up at 8 o'clock. အဲ့ဆို at 8 o'clock ကအဲ့ဒီသူရဲ့အဖြေ အဖြေက၈နာရီမှအိယာထားတယ်ဆိုအချိန်ကိုမေးတဲ့အတွက် WHEN နဲ့မေးမယ်ပြီးရင်သူ့ရဲ့နောက်မှာ helping verb ဖြစ်တဲ့ did ကို ပြန်သုံးပါမယ်ပြီးရင် subject လာတဲ့ subject ပြီးမှအနောက်က main verb ဖြစ်ပါတယ်အဲဆိုရင်ဒီပုံစံလေးကိုနံပါတ်2ကနေနံပါတ်10အထိအတူတူကြည့်ရအောင် နံပါတ်2မှာက I went to school on foot yesterday ကျွန်တော်မနေ့ကကျောင်းကိုခြေချင်းလျှောက်သွားလမ်းလျှောက်သွားတယ်အဲ့မှာ on foot on foot အဲ့မှာသူမြင်သားထားတယ်သူပါနဲ့သွားတာလေဘလူသွားတာလေအဲ့လိုမျိုးမေးချင်တဲ့အခါကျတော့ how ကိုသုံးတယ်ပေါ့နော်အဲဘလူပဲအခြေအနေမှာသွားလဲဆိုရင် how နဲ့မေးမယ်အဲဆိုတော့ how ရဲ့နောက်မှာ helping verb being subject being main verb လာမယ်ဆိုတော့ how do you go to school yesterday number chi ကိုကြည့်ရအောင် We arrived late due to the traffic jam ba ba ကျွန်တော်တို့ကရင်ကျောပိတ်ဆို့မှုကြောင့်ကျွန်တော်တို့နောက်ကျသွားတယ်အဲဆိုတော့အဲ့ဒီမှာသူကဘာကြောင့်နောက်ကျလဲဆိုတော့အမ်ဘာကြောင့်ဆိုတော့မေးခွန်းမေးမယ်အဲဆိုဘလို့မေးမလဲဆိုတော့ Why did you arrive late ba မင်းဘာကြောင့်နောက်ကျရတာလဲ Okay and so number 4 the man pulled the animal out using ropes ဒီလူကဂျိုးတွေကိုတုံးပြီးတော့မှတလိษံကိုဆွဲထုတ်ခဲ့တယ်။ SOD မှာ using groups ဂျိုးကိုတုံးပြီးမှဆွဲသွားတယ်။ SO သူကဘလို့လောက်တာလဲ။အဲဘာကိုတုံးတာလဲ။အဲဆိုတော့ how နဲ့မေးမယ်။ဘလို့ဘလို့လောက်တာလဲ။ how how did the man pull the animal out ဒီမှာဆိုလို့ရှိရင်ဖူးကဒီမှာ pop 2တုံးထားတယ်။မေးခွန်းပြန်မေးတော့ tick ကိုတုံးထားတဲ့အတွက် ဖူးကို ed ဖြုတ်လိုက်တဲ့အခါမှာ main verb ပေါ့နော်အနောက်မှာ as or how helping verb subject main verb number 5ကိုကြည့်ရအောင် the travelers built the tent by the river bank ခရီးသွားတွေကမိကန်နာမှာသူတို့တဲတွေနဲ့စောက်ထားကြတယ်တဲစောက်ပြီးတော့မှနေကြတယ်အဲဆိုတော့ဒီနေရာမှာ by the river bank ဒီဟာက by the river bank အဲဆိုတော့မိကန်နာမှာမိကန်နာမှာဆိုတော့ ဘယ်နေရာမှာလဲနေရာကိုမေးချင်တဲ့အခါကျတော့ where ကိုသုံးတယ်အဲဆိုတော့ where did the traveler build the tent b u i l t build က verb 2ဒီနေရာမှာ verb 1မေးခွန်းမှာစေ b u i l d ကိုသုံးပါမယ် okay number 6ကိုကြည့်ရအောင်နံပါတ်6မှာကျတော့ we visited our grandparents grandparents last week ကျွန်တော်တို့ကလွန်ခဲ့တဲ့ပတ်မှာကျွန်တော်တို့ရဲ့အဖိုးအဖွားစီကိုတွားလေတယ်ပေါ့တွားလေခဲ့တယ်ဆိုတော့ our grandparents ဘသူစီသွားလိုက်လာလဲလို့မေးမယ်အဲ့ဆိုဘသူစီကိုသွားလဲဆိုတော့ object ကိုမေးချင်တဲ့အခါမှာဆိုရင် home ကိုသုံးတယ်အဲ့ဆို home did you visit last week number 7မှာက the new cook put a lot of salt in the chicken curry အဲတမင်းချက်တဲ့လူပေါ့နော်တမင်းချက်တဲ့လူအစ်စ်အစ်စ်ကတော့ချက်သားဟင်းထဲမှာစားအများကြီးထည့်ခဲ့တယ်ပေါ့အဲဆိုဒီနေရာမှာအဲသူမြင်သားတာက a lot of a lot of အဲဆိုရင်မိမာက သူဘလောက်များများထည့်ခဲ့တယ်လဲဗောနော် as for how much how much salt did the new cook put in the chicken curry သမင်းချအတိကချက်တာဟင်းထဲကိုစားဘလောက်များများထည့်ခဲ့တယ်လဲ as အပြေမှာက a lot of number 8က Myanmar's brother went to Galo last week. မြန်မာရဲ့အကိုကပြီးခဲ့တဲ့တပတ်ကဂလောကိုသွားခဲ့တယ်။ Estonia မှာမြန်မာ Apostle PS ပိုင်ဆိုင်မှုပေါ့နော်။ပိုင်ဆိုင်မှုမြန်မာရဲ့အကို။အဲဆိုတော့ဘသူအကိုလို့မီးမယ်။ဘသူရဲ့အကိုဆိုတော့ whose brother went to Galo last week. အဲဆိုရင်ပြီးခဲ့တဲ့ပတ်ကဘသူအကိုကဂလောကိုသွားခဲ့တယ်လေ။နံပါတ်9ကိုကြည့်ရအောင်. My dad chose the blue jacket for my brother ကျွန်တော်ရဲ့အဖေကအခုအတွက်အပြောင်း jacket jacket အင်ကြီးကိုရွေးခဲ့တယ်ပေါ့နော်အဲဆို the blue blue ကအပြာရောင်အဲဆိုတော့ဘယ် jacket အရောင်ပေါ့နော်ဘယ် jacket ကိုရွေးခဲ့တယ်လဲအပြာရောင်ဘယ် jacket လဲဆိုတော့ which jacket did your brother choose for your brother အဲဆိုရင်တင်းရဲ့အဖေကတင်းအကိုအတွက်အာဘာ jacket ကိုရွေးပေးခဲ့တယ်လဲအဖေက the blue ပေါ့နော်နံပါတ်10 Momo won the first prize in the drawing competition. Momo ကပုံစွဲပြိုင်ပွဲမှာသူပထမဆုရခဲ့တယ်။အဲဆိုတော့ဒီနေရာမှာသူရေးထားတာက Momo အဲဆိုကိုမေးမှာဘသူပထမဆုရခဲ့တယ်လဲ။အဲဆိုမေးမယ်ဆိုရင် Who won the first prize in the drawing competition? ဘသူကပုံစွဲပြိုင်ပွဲမှာပထမရခဲ့တယ်လဲ။ဒါက WH question ကိုတုံးတယ်ပြီးအနောက်မှာ helping verb လာတယ် subject လာတယ်ပြီးရင် verb main verb ပြန်လာတယ်ပေါ့နော် okay i hope you get it so let's jump into 4a complete the sentences so that they are true for you အကိုအတွက်မှန်အမှန်ဖြစ်စေတဲ့ဝါကြောင့်ပြေပါဘောနော်ဒီမှာဆိုရင် I got up early because ကျွန်တော်စောစောထတယ်။ဘာကြောင့်လဲဆိုတော့အဲ့မှာကိုကြိုက်တဲ့အရာဖြေလို့ရတယ်နော်။ For example I had to go to school ကျောင်းစောစောသွားမှာမလို့ Number 2 I left for school at ကျွန်တော်ကွက်လမ်းမှာကျောင်းသွားခဲ့တယ်ဘယ်ချိန်ကျောင်းသွားလဲ Example I left for school at 8 o'clock Number 3 I put my bag And so I put my bag on the table ကြိုက်တဲ့နေရာပြောလို့ရရနော် Number 4 I learned my lesson ကျွန်တော်ကသင်ခန်းစာကိုလေ့လာတယ်။ကဲဘယ်လိုလေ့လာမလဲ။ I learned my lesson carefully လို့ပြောလို့ရတယ်လို့ I learned my lesson by reading books. I learned my lesson by listening to my teacher အကုန်ပြောလို့ရတယ်။ Number 5. I had lunch with ကျွန်တော်ကကွက်လတ်နဲ့အတူတူထမင်းစားတယ်။ဘသူနဲ့ထမင်းစားရလဲ။အဲဆိုတော့ and I had lunch with my family, the my brother, my sister my friend အကုန်ပြောလို့ရတယ်နံပါတ်6 i went home ကျွန်တော်အိမ်ပြန်တယ်ဘယ်ချိန်အိမ်ပြန်တယ်လဲသူမဘလို့အိမ်ပြန်တယ်လဲပြောလို့ရတယ်เนาะအဲဆို I went home after school ကျောင်းစင်းတော့အိမ်ပြန်သွားတယ်သူမဟုတ် I went home by bike အဲစပိန်နဲ့အိမ်ပြန်တယ်ရတယ်ပေါ့เนาะကြိုက်တယ်လို့ပြောလို့ရတယ်နံပါတ်7 I uh kwala before I went to bed ကျွန်တော်အိမ်ရမဝင်ခင်မှာကျွန်တော်ကွက်လက်ခဲ့တယ်အဲဆိုအကုန်ပြောလို့ရအဖျားရှိခိုးတာပြောလို့ရတယ်မျက်နှာတက်တဲသွားတိုက်တယ်ပြောလို့ရတယ် I brush my teeth before I went to bed Okay ဒီတစ်ခါနောက်ဆုံးအပိုင်းဖြစ်တဲ့ 4B Make questions for the answers in exercise 4A 4A မှာအာကိုဖြေခဲ့တဲ့အဖြေကိုမေးခွန်းပြန်လုပ်ပါပေါ့ဒီမှာအဲဆိုမေးခွန်းလေးလုပ်ပေးထားတယ် အဲအဲ့မှာဟောင်းနဲ့သုံးနိုင်တယ်လို့ဝဲနဲ့သုံးနိုင်တဲ့အဲအဲ့လိုမျိုးလည်းရှိတယ်ပေါ့နော် number 1 why do you get up early ဘာကြောင့်စောစောထားလဲခုနကကိုဖြေထားတာက i get up early because i had to go to school number 2 when do you leave for school ပေချိန်ကျောင်းသွားလဲ i left for school at 8 number 3က Where do you put your bag? မင်းရဲ့လိုအိပ်ပင်မှာထားလဲဆိုတော့ I put my bag on the table ခုနကကိုဖြေခဲ့တဲ့ဟာမိခွန်ပြန်လောက်လိုက်တာ Number 4အကိုဖြေထားတာက I learned my lessons carefully တော့မဟုတ် I learned my lessons by listening to my teacher ဆိုတော့ how name me how did you learn your lessons Number 5 I had lunch with ဘာသူနဲ့ထမင်းစားရလဲ uh, with my brother with my family And လို့ဖြေခဲ့တဲ့အခါကျတော့အဲဆိုရင်အ uh, who did you have lunch with နမစီက I went home အဲကိုအိမ်ကိုပြန်လာတယ်အဲဆိုဘလို့အိမ်ပြန်လာတယ်လဲ I went home by bike so the အဲ့လိုဖြေမယ်နော်နောက်ဆုံးတစ်ခုကိုဖြေထားတာက I uh before i went to bed so i brush my teeth before i went to bed လို့ဖြေခဲ့တော့ Balo label, no? And so, what did you do before you went to bed? Okay, I hope this video helped you in your learning. See you in the next video. Bye.